မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ29ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းနုံမြို့နယ်ပသိမ်မုံရွာလမ်းမှာစစ်တပ်ကတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့အင်စည်းကားကိုစစ်ဆေးရန်တော်လိုင်းတပ်ဖွဲ့များကရပ်တန့်ခိုင်းခဲ့တော့လဲမောင်းပြေးသွားတဲ့အတွက်လိုက်လံပစ်ခတ်ပြီးတော့ကားကိုမိရှို့ရှင်းလင်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကစက်တဘာလ28ရက်နေ့ည7:00နာရီကအချိန်မှာမင်းနှုံမျိုးဘက်ကနေပသိမ်မုံရွာလမ်းအတိုင်း ကြောက်တိုင်စစ်တပ်အထိုင်စခန်းဘက်ကိုမောင်းနေလာတဲ့စစ်တပ်ဘက်ကတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့အိမ်စည်းကားအနက်အောင်ကိုကြောက်တိုင်ကြီးရွာအနီးမှာတော်လိုင်းတပ်ဖွဲ့များကစစ်ဆေးရန်ရက်တံခန်းခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ရက်တံပေးခြင်းမရှိဘဲနဲ့တော်လိုင်းတပ်ဖွဲ့ဝင်များကိုပြစ်ခတ်ပြီးတော့မောင်းပြေးသွားခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်တော်လိုင်းတပ်ဖွဲ့များကပြန်လည်ပြစ်ခတ်ခဲ့ရာစစ်ကောင်စီအုပ်စုတပ်ဖွဲ့ဝင်များဒဏ်ရာများရရှိပြီးတော့ခုခံထွက်ပြေးသွားတယ်လို့သိရပါတယ်။စစ်ခွေးအုပ်စုတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားကိုမိရှို့ရှင်းလင်းခဲ့ပြီးတော့ကားပေါ်ကနေ40မမဘုံဒီ၅လုံး စစ်ဝတ်တစားတစုံဖုန်းတစ်လုံးလက်ထိပ်တစုံအဆောင်ရရတစ်မျိုးကုန်လုံးနှစ်ခုအပအဝင်ပြင်စီများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ကားပေါ်မှာဒဏ်ရာရသွားတဲ့စစ်ခွေးတွေကတော့မတည်ဘူးလို့ကြားတယ်လို့ဗမာပြည်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ခံကိုပါဟင်းကပြောပြထားပါတယ်။ကားပေါ်ကနေထွက်ပြေးလွတ်မြောက်သွားတဲ့အကြမ်းဖက်စစ်ခွေးအုပ်စုဝင်များကိုမနေ့ကညအဆက်နှစ်နာရီအချိန်မှာမင်းတို့မျိုးကနေ live track ကားတစ်စီးနဲ့ စစ်ရင်အားအပြည့်ဝင်ရပြီးတော့စမ်းကြီးကြီးရွာအနီးမှာလာကျူသွားတယ်လို့သိရပါဗျ။လက်ရှိမင်းလုံးမြို့နယ်မှာညနေ6နာရီနောက်ပိုင်းမော်တော်ယာဉ်များဖြတ်တန်းခွင့်ကိုတော်လိုင်းတပ်ဖွဲ့များကပိတ်ပင်ထားတယ်လို့သိရပါဗျ။စစ်ပွဲကာလဒေသရင်းပြည်သူများရဲ့လုံခြုံရေးအတွက်လိုက်နာပေးကြပါရန်လမ်းစည်းကမ်းများကိုတနစ်ကြော်ကြားတဲ့အထိအချိန်ပေးပြီးတော့ပညာပေးခြင်းများကိုလည်းအချိန်ချင်းကွင်းစင်းပြုလုပ်ခဲ့ပြီးတော့ အတိပေးထုတ်ပြန်ခြင်းများကိုလည်းအချိန်ချင်းထုတ်ပြန်ခဲ့တယ်လို့သိရပါဗါးဒါပေမဲ့ခရီးသွားပြည်သူများအနေနဲ့လိုက်နာမှုအားနည်းနေပြီးတော့မနေ့ကညဖြစ်စင်မှလည်းပြည်သူတွေရဲ့ကားဖြစ်ပါကထိခိုက်နေတာမှကိုစိုးရိမ်နေတဲ့အတွက်ညအမောင်ထဲမှာမောင်းလာတဲ့ရန်သူမိတ်ဆွေမကွဲတဲ့ကားကိုလက်ပြပြီးတော့တားဆီးခဲ့ရတဲ့အတွက်တာဝန်ကျတဲ့လုံခြုံရေးရဲဘော်များအသက်အန္တရာယ်နဲ့ရင်ဆိုင်ခဲ့ရပြီးတော့အကြမ်းဖက်စစ်ခွေးအုပ်စုတပ်ဖွဲ့ဝင်များလည်းလွတ်မြောက်သွားစေခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးဖြစ်စဉ်များကိုထမှန်ဖြစ်ပွားခြင်းကနေကာကွယ်ရန် ကားလမ်းမကြီးပေါ်မှာတတ်မှတ်ထားတဲ့စီကံများကိုဖောက်ဖြက်မောင်းနှင်လာတဲ့မြေသည့်မော်တော်ကားကိုမစုံပြစ်ခတ်ဖမ်းဆီးခြင်းများကိုလှုပ်ဆောင်မယ်လို့သတိပေးထားပါတယ်လက်တလုံးမှာအကြမ်းဖက်စစ်ခွေးများကစစ်ကြောင်းထုံးမှွေနောက်ရန်အလားလာရှိနေတဲ့အတွက်အဲ့ဒီဖြစ်စဉ်ဖြစ်ပွားရာအနည်းတဝိုက်မှာရှိတဲ့ကြေးရွာများကပြည်သူများအနေနဲ့လုံခြုံရေးအတွက်တင့်တော်တလုံးချိုးတင်ပြင်ဆင်ထားကြရန်တိုက်တွန်းနှိုးဆော်ထားတယ်လို့သိရပါတယ်စစ်ခွေးအုပ်စုကတော့စစ်ကြောင်းထုံးကိုပြင်နေပါတယ်အခုချိန်ထိတော့မထိုးလာသေးဘူးလို့ကိုပါဟင်းကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းပလောမြို့နယ်ကတမိုင်တောင်စစ်ကောင်စီတပ်စခန်းကနေထွက်ပြေးပြီးတော့တောင်ယာကမ်းခြေရွာမှာတပ်ဆွဲထားတဲ့စစ်ခွေးတပ်များကိုထပ်မံတိုက်ခတ်ရာတေဆုံးမှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တောင်ယာကမ်းရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုစက်တဘာလ28ရက်နေ့မနက်မှာတွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးတေဆုံးကတအုပ်တန်ရာရရှိသွားတယ်လို့အသိပေးထားပါတယ်။ ကမိုင်းတောင်စခန်းကအရင်ကတင်ထားတဲ့ဂုံစေကောင်စီတွေကရွာမှာပြန်ပြီးတော့တက်ဆွဲနေတာလို့ KNL တမဟာလေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။အဲ့ဒီရွာမှာတက်ဆွဲနေတဲ့စစ်ခွေးတွေကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဟာတောင်ရကန်းရွာမှာပြည်သူတွေရဲ့ပစ္စည်းများကိုစစ်ခွေးများကခိုးယူတာ၊မွေးမြူထားတဲ့တရိတ်ဆန်တွေကိုခိုးယူဖမ်းဆီးပြီးတော့စားတောက်တာတွေကိုပြုလုပ်နေတာကိုသတိပေးခြင်းလို့ဖြစ်တယ်လို့ KNL တမဟာလေးအထူးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ အမဲချွေလုပ်ငန်းစဉ်အားဆက်လက်ပြီးတော့လှုပ်ဆောင်ခြင်းကြောင့်တော်လကောင်းတွားရောက်ပြီးတော့တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါရယ်။တောင်ရကန်းရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်တဲ့စစ်စင်ရေးမှာ KNL ကရဲဘော်တွေထိခိုက်မှုမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့အသိပေးထားပါရယ်။ KNL ပူးပေါင်းတပ်ဖွဲ့ဟာစစ်ကောင်စီရဲ့တမိုင်းတောင်တပ်စခန်းကိုဝိုင်းပတ်ပိတ်ဆို့ခဲ့ရမှာပြီးခဲ့တဲ့တလကဲအကြာဩဂတ်စ်လအတွင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းကိုဆုတ်ခွာသွားတာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာတိုင်းပြည်ပြန်လည်တည်ဆောက်ရေးနဲ့အရှုပ်ထွေးပြဿနာများကိုဖြေရှင်းကင်တွယ်ရေးအတွက် တာဝန်ယူရန်ကျန်းဖို့ပါတီကအဆင့်အစ်ဖြစ်နေပြီလို့လူမှုကွန်ရက်ကနေတဆင့်ထုတ်ဖော်ကြေညာလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကျန်းဖို့ပါတီအနေနဲ့တိုင်းပြည်တည်ငြိမ်ရေးတရားဝါပြောရေးနဲ့လူငယ်လူရွယ်များရဲ့အနာဂတ်လှပစေရေးအတွက်တာဝန်ယူရန်အဆင့်အသင့်ဖြစ်နေပြီဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။ကျန်းဖို့ပါတီမှာတိုင်းပြည်ရဲ့ပြဿနာများကိုကန့်တွယ်ဖြေရှင်းနိုင်တဲ့အရင်းမြစ်လူပုဂ္ဂိုလ်နဲ့အထောက်အကူပြုတဲ့အဖွဲ့အစည်းများရှိနေတဲ့အပြင် ပါတီခေါင်းဆောင်များရဲ့ဘဝဖြတ်သန်းမှုအတွေ့အကြုံနဲ့တာဝန်ဝတ္တရားများရဲ့အတွေ့အကြုံများအရာပြဿနာများကိုဖြေရှင်းနိုင်တယ်လို့ပြောဆိုလိုက်ပါတယ်။ကျန်းဖို့ပါတီမှာတိုင်းပြည်ပြဿနာများကိုဖြေရှင်းနိုင်တဲ့ခိုင်မာသောစီမံချက်များရှိကြောင်းကျန်းဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုလိုက်ပါတယ်။ကျွန်တော်တို့နိုင်ငံဟာငါနဲ့မတူငါရန်သူဆိုတဲ့အတ္တနိုင်ငံရေးသမားတွေရဲ့အတွေးခေါ်တွေကြောင့်လူသားအလုံးရဲ့အနာဂတ်မျှော်မှန်းချက်တွေကြောက်လန့်တုန်လှုပ်မှုတွေစတာတွေဟာအချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ် ရွေးကောက်ပွဲကြီးဟာအဲ့ဒီအခြေအနေတွေအားလုံးကိုအဆုံးသက်ပေးနိုင်တဲ့လောက်ရလို့ကျွန်တော်အခိုင်အမာယူဆပါတယ်တိုင်းပြည်တည်ငြိမ်ဖို့တာယာဝါပြောဖို့လူသားအားလုံးနဲ့လူငယ်လူရွယ်တွေရဲ့အနာဂတ်တွေလှပစေဖို့ပြန်လည်တည်ဆောက်ပေးဖို့ဒါတွေပဲဖြစ်ပါတယ်အရှုံထွေးတွေအချိုးခွေနေရာတွေမှာကျွန်တော်တို့ဖြတ်တန်းလာကြရတဲ့ဘဝအတွေ့အကြုံ ထမ်းဆောင်ခဲ့ရတဲ့တောင်ဝဝတ္တရားတွေရဲ့အတွေ့အကြုံစေစမ်းမပြတ်လေ့လာနေတဲ့ပညာရှင်တွေနဲ့တွေးဆုံဆွေးနွေးချက်တွေအရာဒီပြဿနာတွေကိုကျွန်တော်တို့ကောင်းစွာကန်တွယ်ဖြေရှင်းပေးနိုင်တဲ့ခိုင်မာတဲ့စီမံချက်တွေကျွန်တော်တို့စီမှာရှိပါတယ်လို့ကျန်းဖို့ဥက္ကဋ္ဌခင်ကြီးကပြောဆိုလိုက်ပါတယ်။ကျန်းဖို့ပါတီကနိုင်ငံရဲ့ပြဿနာများကိုဖြေရှင်းရန်အချိန်ကန့်သတ်ချက်များတတ်မှတ်ထားပြီးတော့ရလဒ်ကောင်းများထွက်ပေါ်လာမယ်လို့ခင်ကြီးကဆက်လက်ပြောဆိုလိုက်ပါတယ်။ နားထောင်ကောင်းယုံတတ်တတ်နဲ့ဆောင်ပုတ်တွေလိုအလွတ်ရွတ်ပြနေရမယ်အစားတကယ်ကိုအရွေးရှိတဲ့ရလက်ကောင်းတွေပေါ်ထွက်လာတာနဲ့အတူဒီရလက်တွေကိုအချိန်ကန့်သတ်ချက် time frame တတ်မှတ်ပြီးတော့တတ်တည်ပြနိုင်ဖို့အတွက်ကျွန်တော်တို့အစဉ်သင့်ရှိပါတယ်ကျွန်တော်တို့မှာဒီလမ်းစဉ်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့အတွက်အရေးချင်းရှိတဲ့လူပုဂ္ဂိုလ်တွေအပြည့်အဝရှိပါတယ်အဲ့ဒီလူပုဂ္ဂိုလ်တွေကိုကျွန်တော်တို့အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေအထောက်အကူပြုနိုင်တဲ့အဖွဲ့တွေကလည်းအခိုင်အမာရှိနေပါပြီအသင့်လည်းရှိနေကြပါတယ် ကျွန်တော်တို့ဓာရီအားလုံးအတွက်ကျွန်တော်တို့ရဲ့ကြံ့ဖို့ပါတီပြင်ဆင်ဆောင်ရွက်မှုတွေဆောင်ရွက်ထားရှိပါပြီလို့ခင်ဤကပြောဆိုလိုက်ပါတယ်ပြည်တွင်းမှာနေထိုင်ပြီးတော့နိုင်ငံရေးအခြေအနေများကိုလေ့လာသုံးသပ်သူဝါရင်သတင်းစာဆရာတအူးကလက်ရှိတိုင်းပြည်ရဲ့အခြေအနေဟာစစ်တပ်အာဏာသိမ်းမှုနဲ့စစ်အာဏာသိမ်းရန်တွန်းအားပေးခဲ့တဲ့ကြံ့ဖို့ပါတီကြောင့်ဖြစ်ပွားခဲ့ရခြင်းဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်နိုင်ငံရဲ့အာဏာကိုပြည်သူလူထုရဲ့ထောက်ခံချက်မပါဘဲနဲ့ရယူခြင်းနဲ့စစ်တပ်နဲ့ကြံ့ဖို့ပါတီကြောင့် အခြေအနေတွေဟာဆိုးဝါးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာကျပ်ဖို့ပါတီကရွေးကောက်ပွဲကိုပုံစံမျိုးစုံနဲ့အနံ့ရာရေးချိုးပန်းနေပြီးတော့စစ်တပ်နဲ့အတူတွဲဖက်ပြီးတော့အာဏာယူမဲ့အခြေအနေကိုမြင်နေရတယ်လို့သုံးသပ်ပြောဆိုလိုက်ပါဗျ။တိုင်းပြည်ရဲ့ပြည်ထနာကသူတို့ကိုယ်တိုင်ဖန်နေခဲ့တာပဲလေ။ဒီကောင်တွေဖန်နေတဲ့ပြည်ထနာကိုသူတို့ကဖြေရှင်းနိုင်တယ်လို့ပြောနေတာကတော့ပြည်သူလူထုကိုလှည့်ပြားနေတာပဲ။ဒီအချိန်တွေမှာအခုလောက်တဲ့ရွေးကောက်ပွဲကလည်းစစ်တပ်နဲ့ကြံ့ဖို့ပါတီအာဏာရယူဖို့တေချာနေတဲ့အခြေအနေလို့ပဲမြင်ပါတယ်။ဂျန်တဲ့ပါတီတွေကတော့ ဖဲဝိုင်းစကားနဲ့ပြောရင်အိမ်ပြေးပေါ့ဗျာအနိုင်ယူမဲ့သူကသူတို့ပဲဆိုတာပို့ပြီးတော့ထင်ရှားနေတာပဲလို့ပြည်တွင်းကဝါရင်တရင်သာဆရာကသုံးသပ်ပြောဆိုထားပါတယ်ကျန်းဖို့ပါတွေကလာမယ့်ရွေးကောက်ပွဲမှာအမတ်နေရတထောင်ကျော်ဝင်းအောင်ရှင်ပြိုင်စီးရင်သွင်းထားပြီးတော့မင်းအောင်လိုက်ကဆေလွတ်လိုက်တဲ့စစ်တပ်ကဗိုလ်ချုပ်ကြီးများဟာလည်းကျန်းဖို့ပါတီကနေတဆင့်ရွေးကောက်ပွဲဝင်းအောင်ရှင်ပြိုင်ကြမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းပလောမြုံနယ်မင်းပြင်းရွာကိုအကြမ်းဖက်စစ်တပ်ကမင်းကညာပိုင်းကမီးရှို့ဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းကစက်တင်ဘာလ28ရက်နေ့ည7:00နာရီကျော်ကမှအကြမ်းဖက်စစ်တပ်ကမင်းပြင်းရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်ပြီးတော့နေအိမ်များကိုမီးရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းကအရသာပြည်သူများကိုဖမ်းဆီးထားခြင်းရှိမရှိနဲ့ပြည်သူများကိုထိခိုက်မှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။အဲ့ဒီရွာတွေကစစ်ခွေးစစ်ကြောင်းကြောင့်ရွာလုံးကျွတ်ထွက်ပြေးနေရတာကြားပြီး စစ်ခွေးတွေကမနေ့ကမှမီးဝင်ရှို့နေတာပြည်သူတွေဖမ်းဆီးခံရတာရှင်းမရှိကတော့အတိမပြုတ်နိုင်သေးဘူးနေအိမ်ပြန်စင်းဖို့အချိန်နေလည်းမသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကူတိုင်ဂျိုးပင်ကောင်းမြို့နယ်ဥယျင်ကြီးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဒရုန်းနဲ့ဘုံးကျဲတိုက်ခိုက်ခြင်းကြောင့်နေအိမ်မှာစာချက်နေတဲ့ဆယ်တန်းကျောင်းသားမောင်အိုင်းစတိုင်ပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တဘာလ28ရက်ညနေပိုင်းမှာဂျိုးပင်ကောင်းမြို့နယ်အလေကုန်းရဲစခန်းမှာတပ်ဆွဲထားတဲ့စစ်ခွေးတွေကဥယျာဉ်ကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဒရုန်းနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ ။အကြမ်းမစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းမှာနေအိမ်မှာစာချက်နေတဲ့အသက်16နှစ်အရွယ်ဆယ်တန်းကျောင်းသားမောင်အိုင်စတိုင်ပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့နေအိမ်လည်းပျက်စီးသွားတယ်လို့သိရပါဗယ်။အလဲကုန်းရဲစခန်းကစစ်ခွေးတွေကဥယျာဉ်ကြီးကြီးရွာကို drone နဲ့ဘုံကျဲတိုက်ခိုက်သွားတာပါ။စစ်ခွေးတွေဘုံကျဲတိုက်ခိုက်မှုကြောင့်နေအိမ်ထဲမှာစာချက်နေတဲ့ဆယ်တန်းကျောင်းသားမောင်အိုင်စတိုင်ပွဲချင်းပြီးတိတ်ဆုံးပါတယ်။ ဘုံစားရင်ဘက်ကိုထိမှန်ပြီးတော့တိတ်ဆုံးတာစာမိုးပဲကာလာဆိုတော့အိမ်မှာစာချက်နေတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။အဲ့ဒီအလဲကုန်းရဲစခန်းမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတွေဟာစက်တင်ဘာလ26ရက်နေ့နဲ့28ရက်နေ့တွေကလည်းဂျိုးပင်ကောင်းမြို့နယ်နဲ့အုတ်ဖို့မြို့နယ်အဆက်မှာရှိတဲ့ခြေရွာများကိုလက်နက်ကြီးများဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ကောင်းစဘာကွင်းရွာမြို့ကန်ရွာဖလံပင်ရွာနဲ့ရွာသိရွာတို့ကိုကြက်ရောက်ပောက်ကွဲခြင်းကြောင့်နေအိမ်များထိခိုက်ပျက်စီးကောင်ပြည်သူများလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာစစ်တပ်နဲ့ BGF ပူးပေါင်းတပ်များကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးနေတဲ့အတွက်စစ်ဘေးရှောင်ပြည်သူတွေဟာထောင်ထဲချီပြီးတော့ထွက်ပြေးတိမ်းရှောင်နေရပြီးစားဝတ်နေရေးကူညီမှုတွေနှဲပါနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမာလဇန်ပိုင်းကစတင်ပြီးတော့စစ်တပ်ကအာရှလမ်းပိုင်းကိုပြန်လည်ထိုးပေါက်လာပြီးတော့မြောက်ရီမြို့ကိုစစ်ကြောင်းတွေရောက်ရှိလာခဲ့တယ်လို့သိရပါဗါတယ်။အဲဒီနောက်၄ကီကောမြို့ဘက်ကိုစစ်တပ်ကစစ်ကြောင်းထိုးလာတယ်လို့ပြောပါတယ်။ဒါကြောင့်၄ကီကောမြို့တင်တဲ့လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာများက ပြည်သူတွေထောင်တဲ့အခြေပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။မိုးရင်းရာသီဖြစ်တဲ့အညီစေဘေးရှောင်ပြည်သူများဟာအမိုးအကာအခက်အခဲများရှိနေတဲ့အပြင်စားဝတ်နေရေးအခက်အခဲများကိုလည်းကြုံတွေ့နေရတယ်လို့ပြောပါဗျ။ယခင်ကစေဘေးရှောင်ပြည်သူတွေများလာရင်ပြည်သူများကဝိုင်းဝန်းကူညီခဲ့ကြတော့လေယခုအခါမှာတော့ပြည်သူတွေဘက်ကလည်းကူညီမှုတွေနှဲပါနေတယ်လို့စေဘေးရှောင်အရေးကူညီပေးနေတဲ့သူတို့ကပြန်လည်ပြောပြထားပါတယ်။အခုစစ်တပ်ကမြောက်ဝတီကနေ၄ကီကောကိုလမ်းကြောင်းတစ်လျှောက်ကို စစ်ကြောင်းထိုးနေတော့ဂျေးဝါနေပြည်သူတွေဟာအားလုံးထွက်ပြေးတိမ်းရှောင်နေရပါတယ်။စစ်ပေးရှောင်အရေးအတွက်တော့အတိအကျမသိရသေးဘူး။ဘာလို့လဲဆိုတော့အကုန်လုံးကဒဇူတဝေးတည်းမဟုတ်ဘဲနဲ့နေရာပေါင်းစုံကိုကွဲထွက်ပြီးတော့ထွက်ပြေးနေရလို့ပါ။နောက်ပြီးတော့အခုနောက်ပိုင်းပြည်သူတွေမှာလည်းပြည်သူတွေကိုယ်တိုင်ကိုယ်ကစားဝတ်နေရင်းနဲ့စီးပွားရေးတွေအရန်ချက်တဲတော့မလူနိုင်ကြတော့ဘူးလို့စစ်ပေးရှောင်ရေးကွန်ဂျီသူကရင်လူငယ်တအူးကပြောဆိုထားပါတယ်။ဒါအပြင်စစ်ပေးရှောင်ပြည်သူတွေဟာထိုင်းနဲ့မြန်မာနယ်စပ်မြစ်ဖြစ်တဲ့တောင်ရင်းမြစ်ကမ်းဘေးမှာဖြစ်တယ်လို့ပဲတဲထိုးနေထိုင်နေရတယ်လို့သိရပါတယ်။အဓိကအားဖြင့်အစားအသောက် ော့အဝိထဲနဲ့အမိုးကများလိုအပ်မှုတွေအများပြားနေတယ်လို့ပြောပါတယ်။စစ်ဘေးရှောင်ပြည်သူတွေစီမှာအခုလိုအပ်နေတာကအစားအသောက်လိုတယ်။မိုးရင်းဆိုတော့အမိုးကနဲ့အဝိထဲတွေလည်းလိုအပ်ချက်ရှိပါတယ်။ အခုတစ်ခေါက်ဆစ်ဖြစ်တာမှာ KNU ဘက်ကလည်းကုညီမှုတွေရှိတယ် KNU ကပဲအဓိကကုညီနေတာပေါ့ကျန်တဲ့အပြင်ကအလှူရှင်တွေကတော့ကုညီတာတော်တော်လေးကိုနှဲသွားပြီပြည်သူတွေကတော့ဒီတစ်ခေါက်ဆစ်ပွဲကအရင်ထက်ပိုချနိုင်တယ်လို့ခန့်မှန်းနေတယ်လို့ထိုင်းမြန်မာနယ်စပ်ကစစ်ပေးဆောင်အရေးကုညီပေးနေတဲ့ CDM ဝန်ထမ်းတအုပ်ကပြောဆိုထားပါတယ်စစ်ပေးဆောင်ပြည်သူတွေထဲမှာကျမ်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်များလည်းရှိနေပြီးတော့ကိုဝင်ဆောင်များကလေးငယ်များနဲ့တပ်ကြီးရွယ်အိုများအတွက်ကျမ်းမာရေးစေဝါစောင့်ရှောက်မှုများပေးရန် ။ဒုနာပြုဆရာဝန်နဲ့ကျမ်းမာရေးမှူးများလိုအပ်နေတယ်လို့ပြောပါရယ်။စစ်ပင်းဆောင်တဲတွေထဲမှာကလေးတွေကိုဝန်ဆောင်တဲ့တက်ကြီးရွယ်တွေပါပါတယ်။ဒီတစ်ခေါက်စစ်ပြေးရတာကဘာမှအဆင်သင့်မရှိဘဲနဲ့ရုတ်တရက်ကြီးထပြေးရတာလေ။လေးကင်ကောင်မှဆိုရင်တချို့ပြည်သူတွေကအိမ်တွေဘာတွေပြန်ပြေးပြီးတော့အခြေတကြတော့ပြန်ပြီးနေနေတဲ့အချိန်ကြမှာပြန်ပြီးထွက်ပြေးရတာပါ။ဆရာဝန်ဒုနာပြုနဲ့စေဝါတွေမရှိဘူး။ထိုင်းဘက်ကိုကူးဖို့လဲခတ်တော့တကယ်တမ်းတေရရှင်ဖြစ်လာရင်တော့မှဆေးကူးဖို့မလွယ်ဘူးလို့ထိုင်းမြန်မာနယ်စပ်က CDM ဆရာဝန်မတူကရှင်းပြထားပါဗျ လက်တလုံးစစ်တပ်ရဲ့ထိုးစစ်ကြောင်းမြောက်ရီမြို့နယ်လေးကီကောကော့ကရိတ်တို့မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေဆဲဖြစ်ပြီးစစ်တပ်ကလေကြောင်းတိုက်ခတ်မှုများနဲ့မြေပြင်ထိုးစစ်များကိုအချိန်ဟုန်မြင့်တင်လာနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလုံမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ